မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းဥတင်တို့များကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုအခါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ခမ်းနဲ့အုံမသေးတဲ့တိုက်ပွဲပြင်းထန်နေဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်၌အမြောက်တပ်များရှိသောတောင်ခမ်းနဲ့ပြည်ဦးလယ်မြို့နယ်ဆက်အုံမသေးကျေးရွာအနေနဲ့တိုက်ပွဲများပြင်းထန်နေကြောင်းမြေပြင်ရှိတော်လင်းရဲဘော်အချို့ကလူလူຫນွေဦးတို့ပြောသည်။ မတ်လ14ရက်နေ့ယနေ့မတ်လ15ရက်တွင်ပြင်လွင့်မြို့နယ်ဆက်အောင်ချိုးမြို့နယ်ဩမတိနှင့်ကံကောရွာအနီးတွင်လည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်မတ်လ14ရက်ကဩမတိချေးရွာအနီးတိုက်ပွဲတွင်စစ်ကောင်စီကဓာတ်ရုံဘုံအုံပြပြီးနေကြောင်းမှတိုက်ခတ်၍တော်လန်ရဲဘော်ချုပ်မူဝေ OM မှုဖြစ်ခဲ့သည်ဟုမြေပြင်ရှိတော်လန်ရဲဘော်တို့ကပြောသည်ထို့ပြင်မတ်လ15ရက်နေ့နဲ့တွင်လည်းဩမတိချေးရွာလမ်းစုံအနီးတွင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟုဒေသခံများကပြောသည် စစ်ကောင်စီက drone ဘုံသုံးပြီးပို့ပြီးတော့တိုက်ခိုက်တာရရှိတယ်ပြီးတော့အရင်တနေ့ကလည်းအစိမ့်ငွေတွေသုံးပြီးတိုက်ခိုက်တာရောရှိတယ်ပြီးတော့ဥမသိမှလည်းအရင်လာတယ်မှာပြည်သူလူထုနေအိမ်ကိုမီးရှို့သွားတာရှိတယ်ဟုဥမသိကြီးရွာစင်မြေပြင်ရှိတော်လင်းရဲဘော်တို့ကပြောသည်ပြင်းလွင်မြို့နယ်ဝဝံကြီးရွာ၌ထိုင်ချတက်ဆွဲထားသောစစ်ကောင်စီတပ်ကတောင်းတက်မတော် DNL နဲ့ပိုးပေါင်းတပ်များသိမ်းပိုက်ထားသောနောက်ဆုံးမြို့နယ်တွင်2024အောက်တိုဘာ20ရက်ကစတင်ကစစ်ကြောင်းတို့ဝင်ရောက်လာသည်ထို့နောက် DNL ဦးဆောင်သောတော်လင်းတပ်များရှိနေသောခံကောရွာ ရောက်ရှိလာ၍တိုက်ပွဲများဖြစ်ပွားခဲ့သည် ထို့ပြင်နောင်ချိုမြို့နယ်မိုင်း20ကန့်ဝေသောစစ်ကောင်စီအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်ရှီယာတောင်ခန်းကျေးရွာ၌တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတောင်းတမရော DNL တနုပြည်သူလူမျိုးရေးတမရော DBL နှင့်ပူးပေါင်းတပ်များကတိုက်ခိုက်နေခြင်းဖြစ်သည့်တောင်ခန်းဒေသရှိစစ်ကောင်စီအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆာခ900နှင့်အမတ်354တို့တွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်ဟုစစ်မြေပြင်ရှိတော်လင်းရဲဘော်ချိုးကပြောသည်နောင်စုံမြို့တာမတ်ဒေါထရီမြေကိုတရာအနောက်ဘက်၌ရှိသောတောင်ကန်ကြီးရွာ၌အမြောက်စကန်ကွက်ကဲမှုဌာနချုပ်မ စာက900နဲ့ရင်းလောက်ကအမြောက်တရင်3ရင်ဖြစ်သောအမတာ3ကလေးအမတာ900ချောင်းအမတာ600ချောင်းတို့တည်ရှိသည် မဆာခကိုရနယ်တဲ့အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမကနယ်မြေအတွင်းတစ်ခုတည်းသောအမြောက်တပ်ကိုကဲမှုဌာနချုပ်ဖြစ်ပြီး၎င်း၏လက်အောက်တွင်အမြောက်တရင်73ရင်းရှိသည့်တောင်ခမ်းဘက်မှလည်းတိုက်ပွဲဖြစ်ကြရှိရစ14ရက်နေ့ကစစ်ကောင်စီကလက်နက်ကြီးနဲ့လှမ်းပစ်တဲ့အရက်သားပြည်သူလူထုတိုက်ဆုံတာ၄ရောင်ရှိတယ်။ဒါကတောင်ခမ်းဘက်တပ်အနေနဲ့ပြောရင်တော့354ရောကိုရနယ်ပတ်ပတ်လည်မှာတိုက်ပွဲတွေဖြစ်နေတာရောရှိပါတယ်ဟုအဆိုပါရဲဘော်ကပြောဆိုသည်။ လက်တလောတိုက်ပွဲဖြစ်ပွားမှုတွင်မြေဒီဘက်မှအသာရမှုမရှိသေးကြောင်း၎င်းကဆက်ပြောသည်အစောပိုင်းကာလတွင်စစ်ကောင်စီကရှမ်းပြည်နယ်တောင်ပိုင်းရက်စောက်ဒေသမှတောင်ခမ်းသို့စစ်ကူများစေလွတ်နိုင်သောလည်းလက်တလောတွင်စစ်ကောင်စီတပ်နေဖြင့်စစ်ကူမပိုနိုင်ရန်တနုတက် TBL ကဖြတ်တောက်တားဆီးတိုက်ခိုက်ထားသည်ဟုတနုတက်နှင့်နှီးဆက်သူကပြောသည် အခုနောက်ပိုင်းတော့ကြောင်ကန်းကိုအင်အားမဖြည့်နိုင်တော့ဘူးဘာလို့လဲဆိုတော့ကြောက်ကူအင်တော့ဘက်မာ DBL ကဖြတ်တောက်ရေးရီလုတ်တရားရီရှိတော့ကြောင်ကန်းချီနေကသူတို့အတွက်ခက်ခဲလာတာပေါ့အဲဒါကြောင့်လူစားလဲတဲ့အချိန်မှာပြည်သူလူထုကိုစိုက်ဝါးရီထဲတာမျိုးရီလုံနေတာရောတွေးနေရတဲ့ဟု၎င်းကပြောသည် စစ်ကောင်စီဝါရဖြန့်ချန်နေများကတောင်ကန်းချီရွာ၌တော်လေးတက်များဆုတ်ခွာပြရပြတီနာနေကြောင်းချီရွာချူဟာပြန်လည်သိမ်းပိုက်ထားကြောင်းရေးသားပြန်ဝင်နေကြသည်ထို့ပြင်ပြီးခဲ့သည့်ရက်ပိုင်းကတောင်ကန်းရှိအမြောက်တက်တွင်ကလာရှိတက်အပြောင်းလဲမလုံးနိုင်ခဲ့သောတက်မ၁လောက်ခန့်တယန်ချူကိုရှမ်းတောင်မှတယန်ချူနှင့်အပြောင်းလဲလုပ်ခဲ့သည်ထို့သောတက်ပြောင်းလေးလုတ်တီကိုတောင်ကန်ဒေသရှိအမြောက်တရင်များအလုံးသိမ့်ပိုက်ထိန်ချုပ်ပြီးပြန်လာခြင်းတွင်အဝင်ရစစ်သားများဝါရဖြန်ကတက်မိသားစုဝင်များကြိုးဆိုခဲ့ကြသည် ဲ့ဒီအခြေအနေကတက်ချိန်တဲ့အနေအထားကတော့ဘယ်လိုပြောရမလဲသူတို့အဓိကဝါရဖြန့်တာတသက်ပဲလို့ကျွန်တော်တို့အဲ့လိုမျိုးပဲမြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တောင်ကန်လုံးစုံထိန်ချုပ်သွားနိုင်တာမျိုးတွေရေသားဖော်ပြရတယ်လဲတွေ့နေရတယ်။အရင်တုန်းကတော့အရင်ပြောသလိုအားလုံးကဝိုင်းဝန်းပိတ်ဆို့ထားတဲ့အနေအထားရှိတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့လမ်းကြောင်းတွေပြန်ဖွင့်ပေးလိုက်တဲ့အနေအထားမှာတက်ချိန်တာမျိုးတွေလုပ်တယ်ပေါ့။အဲ့ဒီဟာမျိုးပုံမှာပဲသူတို့ကတောင်ကန်ကြီးအလုံးစုံထိန်ချုပ်သွားနိုင်တယ်ဆိုတာမျိုးတွေတွေ့ရတာပေါ့။အဓိကကသူတို့ဝါရမိုင်းနေသူတို့စစ်ကောင်စီအချင်းချင်းမော်တော်ယူကြတာလို့ ပဲမြင်နေအများကြီးတော့ထူးခြားမှုမရှိပါဘူးဟုတနုတက်နဲ့နေဆက်သူကပြောသည်အမြောက်တံများရှိသောတောင်ခမ်းကျေးရွာ၌တော်လိုင်းပူပေါင်းတံများဆုတ်ခွာပြရခြင်းမရှိပဲဝိုင်းဝန်းပိတ်ဆို့လိုက်တိုင်းနေဆက်ဖြစ်သူ၎င်းကဆက်ပြောသည်ထို့ပြင်ပြည်သူများအနေဖြင့်တောင်ခမ်းဒေသစည်ရေးချိန်နေနှင့်ပတ်သက်ပြီးစိတ်မပူကြရန်တောင်ခမ်းဒေသအစီအမည်ဖြင့်ရှိတော်လိုင်းရေဘော်တူကပြောသည် သူတို့ဝါရပြန်နိုင်ကျွန်တော်တို့ကယုံလို့မရဘူးလေကျွန်တော်တို့မြေပြင်မှာလှုပ်ဆောင်နေတာဆိုတော့ကျွန်တော်တို့အသေးဆုံးဖြစ်တယ်အဲဒါကြောင့်ပြည်သူလူထုအနေနဲ့လည်းအရန်ကြီးဆိုရင်စိတ်မကြည်ကြနဲ့အတိအကတော့သူတို့တောင်ခံမှာပြည်မီနေရ9လ10လရှိပြီအခုမှသူတို့လူချင်းရတဲ့ပုံမှာတခြားလူတွေသူတို့လောက်ငယ်သားတွေတောင်ခံကိုမသွားရဲမှဆိုလို့ဆိုရဲဟာမျိုးတွေနဲ့ဝါရပြန်တာပဲဖြစ်တယ်ဝါရပြန်မှုကြီးကြီးမားမားလုပ်တယ်လို့ပဲမြင်နေအဲဒါကြောင့်ပြည်သူလူထုအနေနဲ့လည်းအရန်ကြီးနားတွေမယုံကြဘို့ပြောနေတယ်အရန်ကြီးတို့တူကြမှုအများကြီးတော့မရှိသေးဘူးလကောင်းကပြောသည် ဆက်လက်ပြီးနော်ထုတ်ကြီးတွင်စစ်မှုရန်တသားတက်လေးကတနက်တလက်ယူဆောင်လာပြီးလင်းဝင်ဆွေးနွေးတင်တင်ဆက်ပေးပါမယ်ရှင်မနလီတိုင်းနေတို့ကြီးမြို့နယ်တွင်စစ်မှုရန်ပတ်စင်9နဲ့ပတ်စင်9ခုနှစ်မှတသားတက်လေးကတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းနေတို့ကြီး People Defense Force မြင်းချန်ခရိုင်အမှတ်40တပ်ရင်းမှပြောရင်းဆိုရင်ရှိသူဆရာဆိုးကရှန်ကုန်ခေတ်တဲ့တွင်ဌာနတန်းတို့ပြောဆိုသည် မက်စလာဒူရီယာဘက်တွင်ဂျမ်ဘက်စတိတ်ခလရ153တရင်နှင့်ခလရ133တရင်မှစမှုတန်းပတ်စင်9နှင့်ပတ်စင်9မှပေါ်တာဆွဲပန်းစီခံရသောတတဆောင်းမင်းတို့တတဝီယန်ဆိုတတတီယအောင်နှင့်တတဆိုင်ထုတ်ခေါင်းတို့ငင်းစံခရိုင်အမှတ်၄30တရင်နှစ်ထူးကြီးပြပဒက်ဖန်4 NBTF 10အလင်းဝင်ရောက်ခဲ့ကြောင်းသိရသည် အလင်းဝင်လာသောစစ်မှုရန်တသားတက်လေးဦးသည် MA1 တနက်တလက်ဂျီပေါက်၃ခုနှင့်5.56ဂျီတရာတောင်ယူဆောင်လာခဲ့ကြောင်းအဆိုပါအလင်းဝင်လာသူ၄ဦးကိုနှစ်တိုးကြီးပြပတ် Defense for NBDF မှနှွေထွေးစွာကြိုးဆိုပြီးလက်နက်ခဲယမ်းများပါယူဆောင်လာနိုင်ခဲ့သည့်အတွက်စုချင်းမြေငွေပါပေးအပ်ထားပြီး၎င်းတို့၏စန္ဒာတိုင်းလွတ်မြောက်နေမည်သို့ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည် အခုတတော်များများကစစ်မှုရန်ပတ်စင်တွေမှာပေါ်တာဆွဲပြီးပါသွားတဲ့သူတွေရှိတယ်။တချို့ကျတော့မိသားစုနဲ့အကြကင်ပြီးတော့ဖန်စီခင်ရတဲ့ရေပေါ်တွေရှိတယ်ပေါ့။ကျွန်တော်တို့မြင်းချန်ခင်ရင်ပတ်မှာပဲဖြစ်ဖြစ်အခြားတိုင်းနာဒေတာဘက်တွေမှာပဲဖြစ်ဖြစ်စစ်ကောင်စီကစစ်မြေပြင်တွေကိုတွန်းပို့တဲ့အခါကျရင်စစ်မှုရန်ရေပေါ်တွေကတခြားဆက်အနာရှင်များမှတာမတန်းဆောင်လို့တဲ့ရေပေါ်တွေကပြည်သူနဲ့အတူတူပြည်သူရှင်ခွင်ကိုခုလုံးကြားဖို့တော့ကျွန်တော်တို့ရေပေါ်တွေစီမှာပြည်သူကောင်ရဲ့တံမတော် PDF တရင်တပ်ဖွဲ့တွေစီမှာလာပြီးအလင်းဝင်ခုလုံးကြားပါလို့ကျွန်တော်တို့မြစ်သားရက်ခံပါတယ်။ ျွန်တော်တို့စုစည်းငွေတွေနဲ့အတူအခြားကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေလုပ်ပေးနေရရှိပါတယ်ဟုနရိုချီပီပယ်ဒီဖ ens ဖို့မြန်ချန်ခန့်အမှတ်လေး30တရင်မှာပြောရေးဆိုခွင့်ရှိသူဆရာဆိုးကပြောဆိုသည်ဆလတ်တင်ဆက်ပေးမယ့်တွင်ကတော့မြိုင်မျိုးနယ်ကျေးရွာနှခုကိုစစ်တပ်ကလေရင်ပြင်ပုံချင်းမှုတန်ဃာတော်တပားပအဝင်ပြည်သူ၃သေဆုံးပြီး၁၉ဦးထိခိုက်ဒဏ်ရာရဆိုတဲ့တွင်တင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းမြိုင်မြို့နယ်စုဝင်းရွာနယ်ဝဲတောင်တောင်ရွာရှိဖုံရင်ကျောင်းနယ်နေရည်များကိုအစံဖက်စစ်တပ်ကလျင်၃စီးဖြင့်ပုံကျဲတိုက်ခိုက်ခြင်းသောတန်ဃာတော်တပားအပါဝင်ပြည်သူ၃သေဆုံးပြီး၁၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း WeLove မြိုင်အဖွဲ့မှတောင်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ရှမန်နေမက်လ14ရက်နေ့မွန်လယ်12နာရီခန့်အချိန်မြိုင်မြို့နယ်စုဝင်းရွာနဲ့ဝဲတောင်ကြားရွာရှိဘုံကြီးချောင်းနဲ့နေမြောင်ကိုအစံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမကွေးလေတန်းနဲ့မေးထီလာလေတန်းမှချီတက်လာသောဂျက်ဖိုက်တာ3စီးဖြင့်ပုံစဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်အစမ်းမဲ့စစ်တပ်လေးကြောင့်တိုက်ခိုက်မှုကြောင့်စုဝင်းရမပြည်သူပိုင်းနေတလုံးပေါ်ပုံချရပောက်ခွဲခဲ့ပြီးနေတလုံးမင်းလောင်ပြည်စီကပြည်သူတို့ထိခိုက်တရန်ရရှိခဲ့ကြောင်းသိရှိရသည် ထို့ပြင်ဝေတောင်တောင်ရရှိဖုန်ကြီးအပေါ်ကိုလည်းပုံကြရောက်ပောက်ကွဲခဲ့ကဖုန်ကြီးတကြောင်မိလောင်ပြူကြသောတတော်30ကျော်ရွယ်ကိုရင်ကြီးတစ်ပါးနှင့်အသက်20ကျော်ရွယ်မျိုးသားနှုတ်သိဆုံးခဲ့ပြီးတန်ငါတော်တစ်ပါးကိုရင်သုံးပါးနှင့်ပြည်သူချောထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဝေတောင်တောင်ရွာကိုမြောက်ပိုင်းရှိပြည်သူပိုင်းနေအများကိုလည်းပုံကြရောက်ပောက်ကွဲခဲ့ပြီးနေအိမ်လေးလုံးမိလောင်ပြကြကပြည်သူခုနှစ်ဦးထပ်မံဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် တိုက်ပွဲဖြစ်ပေါ်တာမရှိပါဘူး Jet Fighter 3စီးနဲ့အကြောင်းမဲ့၄ကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါစစ်ခွေးတွေ၄ကြောင်းတိုက်ခိုက်မှုအတွင်မှာစဝင်းရွာကပြည်သူပိုင်းနေတလုံးပေါ်ပုံကြရောက်ပောက်ခွဲပြီးနေတလုံးမိလောင်ပြက်စီးတဲ့ပြည်သူတို့ထိခိုက်ဒဏ်ရာရတဲ့ဝဲထောင်ကျောင်းရွာကိုပုံရင်ကျောင်းပေါ်ကိုလည်းပုံကြရောက်ပောက်ခွဲတာပုံရင်ကျောင်းတလုံးမိလောင်ပြုတ်ကျပြီးပုံကြီးတစ်ပါးကိုရင်သုံးပါးနဲ့ပြည်သူ၆ထိခိုက်ဒဏ်ရာရတဲ့အသက်30ကျော်အရွယ်ကိုရင်ကြီးတစ်ပါးနဲ့အသက်20ကျော်အရွယ်အမျိုးသားတို့သေဆုံးနေ ကျေးရွာမြောက်ပိုင်းကိုလည်းဘုံကြားရောက်ပောက်ကွဲပြီးပြည်သူပိုင်းနေလေလုံးမီလောက်ပြက်စေတဲ့ပြည်သူခုနှစ်ဦးလောက်ထိခိုက်ဒဏ်ရာရခဲ့တယ်ဟု We Left မြိုင်အဖွဲ့မှတောင်းရင်ရှိသူကပြောဆိုသည်